ထိမ့်သိမ့်ကြစီတဘာဝအောင်စနစ်တကြအမိုက်စွန့်ပစ်ခြင်းဖိတ်ဆွေပေါင်းလို့ခင်အပတ်စဉ်တိုင်းတင်ဆက်ပေးနေကြထိမ့်သိမ့်ကြစီတဘာဝအဝေးဆိုတဲ့ခန္ဓာလေးရောက်ရှိလို့လာခဲ့ပြန်ပါဘူးဒီဒီမှာတော့အလွယ်ကူဆုံးတဘာဝပါဝင်ခြင်းထိမ့်သိမ့်ရေးတစ်ခုဖြစ်တယ်အမိုက်များကို စနစ်တကြစွန့်ပစ်ခြင်းဆိုတဲ့အကြောင်းအရာလေးကိုကျွန်တော်အနေနဲ့တင်ပြပေးတော်မှာဖြစ်ပါတယ် မိတ်ဆွေပေါင်းတို့ကျွန်တော်တို့ပေါင်းရှင်မှာနေ့စဉ်နဲ့အမျှကြုံတွေ့နေရတဲ့ဒုက္ခတွေသဘောအားပေါင်းရှင်ပျက်စီးယိုယင်းမှုတွေကိုလီထားမိမယ်ဆိုရင်အမိုက်ဆွတ်ပြင်းမှုဟာဘလောက်ထိအရေးကြီးတယ်လဲဆိုတာကိုကျွန်တော်တို့သိကြရမှာဖြစ်ပါတယ်ကျွန်တော်လူသားတွေနေထိုင်ရာမြို့ကြီးပြာကြီးတွေမှာဈေးတွေအနီးမှာကားလမ်းတွေကြားလမ်းတွေဘေးမှာအမိုက်ဆွတ်ပြင်းမှုစနစ်တကျမရှိလို့ လူနေမှုစနစ်နဲ့တူသဘောဝတရားပျက်စီးတာလေနားတော်တွေ့ရမှာဖြစ်ပါတယ်ဒီလိုမှန်ကန်တဲ့အမိုက်စုပြမှုမရှိခြင်းဟာဘယ်တော့ဖဲတိုးတက်အောင်စူးစမ်းစူးစမ်းဘယ်တော့ဖဲခင်မီတိုးတက်အောင် ကောင်းမွန်ပြင်ဆင်ထားပြင်ဆင်ထားတိုးတောင်းလာတဲ့အချိန်တစ်ခုအတွင်းမှာပဲပျက်စီးယူရင်းမှုတွေကြုံတွေ့ကြရမှာဖြစ်ပါတယ်ကျွန်တော်နေတဲ့ဥပမာလေးတစ်ခုကိုပြပြမယ်ဆိုရင်မြို့ရဲ့အထင်ကြီးအနေရာတွေမှာပဲဖြစ်ပါတယ် စနစ်တကျစွန့်ပြုတ်မှုရှိတဲ့ဒီတန်ဘူးဘုံကနေအစကိုယ်သွေးအကျွင်းကျန်အစိုးထီပေါ်ညာဒါရီယာမြေမကောင်းတဲ့ပျက်စီးမှုတွေပဲဖြစ်ပါတယ်တိုးတက်ကောင်းမလာတဲ့နိုင်ငံတွေမှာ အမိုက်စွန့်ပြုတ်မှုဟာစီကံကျတာပါပဲပလတ်စတစ်စွန့်ပြုတ်မှုပစ္စည်းဆိုရင်လည်းပလတ်စတစ်ပစ္စည်းတားစက္ကူနဲ့ပတ်သက်တဲ့ပစ္စည်းဆိုရင်လည်းစက္ကူနဲ့ပတ်သက်တဲ့ပစ္စည်းအတိုင်းနော် ပလင်းကိုဖန်ခွဲစသည်ဖြင့်တူရတူရကိုဆွတ်ပစ်ခြင်းအားဖြင့်တင်းစီရသောလူလဲလွယ်ကူသလိုချိုးပြပစ္စည်းများကိုလည်းပြန်လည်းခြေဖျက်ရတဲ့နေရာမှာလွယ်ကူလာပါလေ။ဓဝမုံရင်ထိန်းသိမ်းရင်းမှာအခြေခံမူတွေဖြစ်တဲ့ချွေတာသုံးဆွဲပါပြန်လည်းသုံးဆွဲပါပြောင်းလဲပြီးသုံးဆွဲပါဆိုတဲ့အချက်တွေဖြစ်ပေါ်ရာဒီလိုအချက်တွေကိုလွယ်ကူစွာလုံဆောင်နိုင်ဖို့လားမိမိတို့စတင်ပြီးဆွတ်ပြကြတဲ့က စနစ်တကျစွန့်ပြရမှာဖြစ်ပါတယ်။ဥပမာအဖြစ်စက်ကူစွန့်ပြပစ္စည်းများဆိုပါလို့အခြားနည်းလည်းပြန်လဲသုံးဆွဲဖို့ရာဒါမှမဟုတ်ပြောင်းလဲပြီးပြန်လဲသုံးဆွဲဖို့ရာဆိုတာစနစ်တကျစွန့်ပြမှုရှိမှသာလေဘယ်ကူမှာပဲဖြစ်ပါတယ်။စနစ်တကျစွန့်ပြမှုမရှိခဲ့ဘူးဆိုရင် ပြန်လေထုတ်လို့သုံးဆွဲတဲ့နေရာမှာအခက်ခဲတွေများစွာကြုံတွေ့ရတယ်လို့ဝေကုံကြီးကြရောက်များစွာနဲ့ ထုတ်လို့မကုန်ကြစေနဲ့နားလည်မှာဖြစ်ပါတယ်မိတ်ဆွေများခင်ဗျာရုပ်တုစွန့်ပစ်ပစ္စည်းများကို စနစ်တကျစွန့်ပစ်ခြင်းဟာတင်းစီရသောပုံပေါ်ရည်အတွက်လည်းလွယ်ကူသလိုအခြားဤသုံးဆွဲလူများအတွက်လည်းအမိုက်သေးကရွှေဖြစ်တဲ့နေ့တစ်ခုဖြစ်ပါတယ်တက်ရှိကျွန်တော်တို့တွေ့ရသလောက်ကတော့အမိုက်များကိုခွဲကြပြီးစွန့်ပစ်တဲ့အလေးထားဟာကျွန်တော်တို့စီမှာအားနေသေးတာကိုတွေ့ရပါတယ်အမိုက်ပုံစံလာကြီးတွေရှိပေမဲ့ အမိုက်မျိုးစားပေါင်းစုံကိုစုပုံပြီးစွန့်ပစ်ကြတာဖြစ်ပါတယ်။ဒါကြောင့်လေအမိုက်ပုံများဟာပြန်လေသုံးဆွဲသူများချိကတ်နိုင်ဖို့ရတော့ခက်ခဲပြီးတောင်ပုံရာပုံနဲ့ရှိနေတာပဲဖြစ်ပါတယ်။ဒီလိုအမိုက်စွန့်ပစ်မှုဧရိယာကျယ်ပြန့်လာခြင်းဟာလေပါဝင်ခြင်းမှာရှိနေတဲ့ဘာဝတရားအပါဝင်လူနေမှုစနစ်ကြီးကိုလေလုံးစွာဆိုးဝါးစေတာဖြစ်ပါတယ်။ဒါရရှင်မိတ်ဆွေပေါင်းတို့အမိုက်စွန့်ပစ်တဲ့စွန့်ပစ်ပစ္စည်းများဟာ စုပ်ပြရတာဘယ်ကူတော့စနစ်တကျပြန်လဲသိမ်းစီရတာပူပြီးခက်ခဲတာပါအစိုးဆုံးကတော့အများသုံးဆွဲတဲ့သဘာဝတရားတွေကိုစုပ်ပြပြီးစီးများစုပ်ပြခြင်းဟာပုံမှုစိုးပါစီပါဥပမာအဖြစ်မိတ်ဆွေတို့ကြုံမှုကြပါလိမ့်မယ်ဒီချောင်းတွေအတွေကိုအင်းအိုင်တွေတွေကိုအများသုံးတဲ့ရေပြောင်းတွေတွေကိုစုပ်ပြပြီးစီးများစုပ်ပြခြင်းပဲဖြစ်ပါအများနဲ့သက်ဆိုင်တဲ့တောက်ရေကန်တွေဆယ်တွေအင်းတွေ ဒီထဲကိုစွပြစ်ခြင်းပဲဖြစ်ပါတယ်။ဒါရီကကျွန်တော်တို့တူတယောက်အနေနဲ့အလွယ်တကူစွပြစ်နိုင်ပေမဲ့အကျိုးဆက်ကတော့များစွာထိခိုက်ပြီးပျက်စီးသွားပါလိမ့်။ဒီလိုသဘောပေါက်ဝင်ခြင်းကို ထိခိုက်အောင်စွပြစ်မှုတွေဟာမိမိတို့အနေနဲ့တာမန်အမိုက်စွပြစ်မှုတစ်ခုဖြစ်ပေမဲ့ဒါရီဟာတကယ်သဘောပေါက်ဝင်ခြင်းစီကံစီမင်းများနဲ့ကြည့်မယ်ဆိုရင်ရာသွေးမှုပြောက်တဲ့လောက်ရည်နေဖြစ်ပါလိမ့်။ဥမာအဖြစ် ပိုသက်စေသုံးဆွဲပြီးဓာရုဝေဒပစ္စည်းတစ်ခုခုကို ကောင်းမွန်စွာ စနစ်ရမစွန့်ပြစ်ပဲလွယ်လင်းတကူစွန့်ပြစ်လိုက်ခြင်းဟာဥပမာစီးစင်းနေတဲ့ချောင်းသုံးလို့ရှိရင်လေခွေးသုံးလို့ရှိရင်ရေကန်ဒီတစ်ခုခုတည်းကိုစွန့်ပြစ်လိုက်ခြင်းဟာကျွန်တော်တို့ပအဝင်ရှင်မှာရှိတဲ့လူမှုအဖွဲ့အစည်းရဲ့သဘောဝတရားကိုညာစွာဒုက္ခကြီးပေးနိုင်တာဖြစ်ပါတယ်။ဒါဟာယာစပွေးမှုမြောက်လာပါတယ်။ဖိတ်ဆွေပေါင်းလို့ခင်ဗျာ။ ကျွန်တော်တို့တွေရိုးရိုးလေးကိုသွေးထေးတာကလည်းသဘောတရားကိုထိခိုက်စေနိုင်တယ်ဆိုတာသိရှင်များသိပြီးဖြစ်ပါတယ်။နောက်တစ်စိပြီးတစ်စိတက်သွားမယ်ဆိုရင်ဟိုးအစိုက်သည့်ပစ္စည်း၊ကီမီကယ်ပစ္စည်းများကိုစွန့်ပစ်မှုရှိစနစ်တကျစွန့်ပစ်နိုင်ဖို့ရလိုအပ်ပါတယ်။ဒီလိုစွန့်ပစ်မှုစနစ်တကျမရှိခြင်းဟာသဘောဝတရားကိုကြီးမားစွာပျက်စီးစေသလိုစနစ်တကျစွန့်ပစ်မယ်ဆိုရင်လည်းရွယ်ကူတဲ့သဘောဝပေါင်းခြင်းထိမ့်သိမ့်ရတော့မယ်ဆိုတဲ့အကြောင်းကိုကျွန်တော်အနေနဲ့ ပြင်ပြပေးလိုက်ရပါလေမိတ်ဆွေပေါင်းတို့ခင်ဗျာအလွယ်ကူဆုံးဖြစ်တဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းတစ်ခုဖြစ်တဲ့အမိုက်များကိုစနစ်တကျစွန့်ပစ်ခြင်းအဖြစ်သဘာဝတရားကိုထိန်းသိမ်းနိုင်ကြပါစေလို့ကျွန်တော်ဒီနေ့ဆန္ဒပြုဆုတောင်းပေးလိုက်ရပါတယ်ကျွန်တော်စောလိုင်းဦးပါ